Twitch ချိုဆိုတာကြတော့ جماعه Twitch ချိုတင်မို့ جماعه အကုန်လုံးဘယ်သူ့ပေါ်မစိုးအဲ့လိုပဲပြောပြောနေတတ်တယ်အားလုံးလည်းသိကြတယ်သိရမလားစင်ရဲချမ်းသာရုပ်လက်မရွေ့ character မကြိုက်ဘူးဒါတွေပါတော့အဲ့လူတယောက်ရဲ့ attitude မကြိုက်ဆိုချမ်းသာဘလောက်ချမ်းသာချမ်းသာဘလောက်နာမည်ကြီးကြီးဂယုကိုမဆိုင်လက်ကိုမကြည့်ရအလုံးဝအမနာ جماعه အဲ့ချင်းရှိကိုကတခါတလေအစ်စ်မှန်ပေးတယ် ဒါပေမဲ့ကြဲကြတဲ့စကားတွေမကောင်းတာမျိုးကိုယ်မနာလိုတာမျိုးကိုယ်ရှေ့တစ်မျိုးနောက်တစ်မျိုးလောက်တာမျိုးတွေကြုံရတဲ့အခါမျိုးကြရင်တော့အဲ့လိုမျိုးပေါ့သူ့လိုမျိုးပေါ့အဲ့လိုမျိုးကြရင်တော့ကျမကလုံးဝအားမနာဘူးလုံးဝလည်းလှဲ့လည်းမကြည့် ကျင်းနော်ရဲ့တမင်နဲ့မင်္ဂလာတုံဆိုင်တွဲ၃တိတိဆက်ရွှေနာအထူးဇာဝဲကြီးလာပါပြီနော်။လာမယ့်ဒီဇင်ဘာလ9ရက်နေ့ကနေပြီးတော့9ရက်နေ့ထိ၃ရက်တိုင်တိုင်းနိုင်ငံကျော်အနုပညာရှင်များစွာဖြင့်အစီအစာတိုင်းပြည်စွာကျင်းပပြီးအတန်ဆုံးစင်းများဖြင့်ရောင်းချပေးသွားမှာဖြစ်ပါတယ်။စိတ်ရည်နဲ့ရွှေဘူးတွေများကိုအထူးအစီအစဉ်အနေဖြင့်အလဲ0%ရရှိမယ့်အခွင့်အရေးပြီး2025ရဲ့နောက်ဆုံးဘော်ဒစားအသစ်များကိုစိုင်း၃နှစ်ပြည့်အထူးစစ်စင်များဖြင့်ရောင်းချပေးသွားမှာဖြစ်လို့ဒီကနေ့အစီအစဉ်များကိုစိတ်နှင်းတော်ရဲ့တမင်နဲ့ Shopping Mall တွင်ကျင်းပပြုလုပ်တဲ့အထူးဇာဝဲကြီးကို လုံးဝလုံးမခံမဲ့ line away အပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။သူကတော့သူ့မိဘပြန်စုဝင်စုမှလေကျောက်ဆရာလားသူကသူ့ဖေးဆိုသူ့အိမ်မှာမျက်နှာလေးကိုငယ်လို့အင်းမြေမျိုးတော့မပြိုင်လေလိုက်ခဲ့ပါလားမဆိုးသူ့ဖေးကဒါအချစ်ဖို့ကောင်းတာသမီးလေးလာနော်သူမရှိလဲလာနော်အဲ့လိုပြောတာတကယ်တဘောကောင်းတယ်သူလည်းအိမ်လာတယ်လေဟုတ်တာဒါမဲ့ဟိုဟာလေသူကမနေ့ကမှအပြေမှာပဲသူက line မတက်တက်ပြီးဆိုတာ ခုနအိတ်ကြီးဝယ်မပေးလို့ဆိုဘလို့ရေဘလို့ဟဲ့လားဟောမယူပါဘူးမယူမယူပါဘူးမဟုတ်လေယူရင်လည်းတဘွားစာလေးမွေပြီးသွားမယ်မဟုတ်ကျမပြောပြမယ်ကျမကလည်းဆိုတော့မိဘဆိုတဲ့သဘောတရားကိုလည်းနားလဲသွားတယ်အဲ့ဒီနေရာနောက်တစ်ခုကလေအဲကျွန်တော်ဖြစ်ချင်တာကကျတော့ကိုကကိုတက်နိုင်တယ်လားကိုရှာတာလေးနဲ့တို့ရတဲ့ဟာကိုဝယ်ပေးချင်တာအဲကျွန်တော်အဲ့ရင်ငယ်ငယ်ကလေးကအဲ့အချင်းလေးလှုပ်ထားတယ်ကိုကိုတိုင်ကအဲ့စိတ်ရှိတာ တခုခုဆိုရပြီးလို့ဆိုရင်ဝဲနိုင်တယ်သို့တော့ကျွန်တော်ပေးတဲ့ဟာကအမြတ်တနုအမြဲဝတ်ထားတယ်လက်စွပ်တော်လကောက်အမေဆိုလက်ငတ်တော်လကောက်အမြဲဝတ်ထားတာအဲ့ဒီ PD ကဘာနဲ့မှမလဲနိုင်ဘူးကျွန်တော်တို့လည်းအများကြီးတော့ကြီးကြီးမားမားမပေးနိုင်တာအဲမနေ့ကဆိုဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်တို့ဒီနေ့တတင်းချုပ်ကြတော့တယ်အဲ့လို Versace Fanet လေးသူစွညမလေးလေးဆရာဝင်ဘွဲယူတယ်အဲ့ဒီမှာသူစီးတယ်အဲ့အဲ့လိုလေးပေါ့သူအရန်သဘောကျတာပဲကျွန်တော်မနာဘူးအဲကျေးဇူးတင်နေအဲ့လိုမျိုးပြောဆိုပျော်တယ်ကိုကပဲပေးချင်တာဟုတ် ကိုကမယူခြင်းဘူးနဲလို့ပေါ့နော်အဲ့ကတော့အဲ့လိုဘီဘဆိုအမြဲတမ်းထောက်ဖြစ်တယ်ပေါ့နော်တော်တော်တော်ဒီအဲ့ဒီမေးလောက်ပါအောင်မလိုနေလို့အကြောင်းလိုက်ကြာရေးဟုတ်ကျဲကမလိုတယ်အဲ့အမြဲလိုအပ်နေတယ်အဲအမေဟိုပြန်ပြီးတော့ပေးကန်တော့လက်ပါပေးတော့လက်စီးရလိုက်တာအေးကြီးနေတော့အဲ့လိုဟာနောက်တယ်ဖေးလဲနောက်ဟုတ်တယ်ဟုတ်တယ်ဖေးလဲတနာပါတယ်တနာပါတယ်တော့သေုပ်တွေလဲစောင်းခိုင်းတာဟုတ်တယ်ဟုတ်တယ် တော့အတားချင်းမရှိလို့ကောက်လိုက်တာရယ်စင်ပြေလိုက်တာမိဘမြစ်တာပေါ့ဟေးဘောအဲ့လိုကြိုတင်ပြောလို့ရှင်ကြအဖေတို့ကကြတော့ဒီတိုင်းပုံမှန်ပဲသူကအေးအေးစစ်စစ်တမိုင်းပြီးအရန်အေးအေးတော့ကြတော့လေ strat တွေမပြီးခြင်းပြီးအဲ့လိုမျိုးပေါ့နော်လာပြီးတော့တချို့တခါလေးကြရင်သူ product လေးဘာလေးကမ်းလန်းနေဆိုတော့မလုတ်ပေးပြဖို့ပေါ့အဲ့လိုမျိုးဒီကတခါတလေမှတာအဲ့လိုမျိုးအဖေကိုလေးဟိုအဖေရဲ့တော်တဲ့အပိုင်းလေးရှိရပေါ့နော်အဖေဥမာမက်ဒလင်ဒီယာအဖေကတကယ်တော်တယ်အဲ့လိုမျိုးဆိုတော့ခါကြရင်အကိုကအာအဖေဒီယာလေးနဲ့ဆိုရင်တော့အဖေလည်းပေါ့နော်ဟိုအစစ် ဒီအဲ့လိုမျိုးလေးတွေ၆ဆိုင်နာပေါ့ပြီးတော့သူပဆက်ယူတာပေါ့ဆာတော့ပြင်းအဖေကတော့အဲ့လိုပဲပြုံးပြုံးအဖေတော့အေးတယ်အေးပါအေးတော့ရှက်လို့မကြည့်တော့ပါဘူးမကြည့်တော့ရှင်း အဲ့အဲ့လိုမျိုးတော့မရှိဘူးဒါပေမဲ့တခုတော့ရှိရပါဘောနော်ကိုကတော့အဖေကိုအဲ့လိုကြော့ပစ်တယ်ပေါ့နော်အဲ့လိုမျိုးကြော့ရေအဖေကအဲ့ဒါဆိုရင် तू ကအဲ့လိုလူတယ်မနေ့ကိုနေ့စဉ်နဲ့အမြဒီဒီတန်းဆုံလေးတွေလောင်းနေအဲ့ဒီခါကြလို့ရှိရင်အဲ့လိုဟိုကပေါ့နော်လူဖြစ်တယ်ဟုတ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 ်สุยพี่อ่ะจ้ะสุราเซ่ดางอกตางานน่ะต่อแล้วชิเดี๋ยวเปลี่ยนมีอย่างเจ๋งมากมาเลย မျိုးဟိုင်းမပါဘူးတကယ်လေးမျက်နှာ50တော့မကောင်းပြောရသူဟုတ်တယ်ချစ်တော့ဟုတ်အဲညီမလေးကအမှန်တမ်းပြောအဖေနဲ့အမိနဲ့ပဲသွားပါတော့ပြီးရဓာတ်ပုတ်တူရိုက်ကြပြီဆိုမဟုတ်ဘူးလေလာရမယ်တဲ့သူမြင်ကျင်နေပါတော့သူ့ရဲ့သူ့ရဲ့ဒါစေချောင်းဘွဲမှာပေါ့နော်သူအမလာရမယ်ဆိုတော့အသွားပြစ်သွားတာပါဒါပေမဲ့အရန်ကြည်နူရပါတော့ကိုညီမလေးအဲ့လိုမျိုးဟုတ် ဘယ်လိုပြတ်မလဲအဓိကတော့ကိုမဟုတ်ဖို့ပဲအရေးကြီးပါတယ်နောက်တစ်ခုကအဲ့ဒါတွေကလိုက်ပြီးတော့ရှင်းပြနေကြမလို့လူတွေအားလုံးဒီဆွေရဲ့အနေဒါအဲသဘောတရားတစ်ခုကအဲတကယ်တော့အစ်အမှန်ကိုမသိနိုင်ဒီ Facebook မှာတွေ့တဲ့အရာနဲ့နောက်တစ်ခုကမီဒီယာမှာဒီ5မိနစ်လောက်10မိနစ်လောက်ဖြေတဲ့ဟာနဲ့ဒီသူကဆုံးဖြတ်ကြအဲ့ကြတော့ဆွေရလည်းအဲ့ဒါကိုလိုက်ရှင်းပြမနေနိုင်ဘူးနောက်တစ်ခုပို့ဆိုတာဆွေရဟိုအရန်နေလေလုံပြတတ်တဲ့လူမျိုးမဟုတ်ဘူးသိရမလား အဲ့ကြတော့လူတွေကသူတို့အထင်နဲ့ပဲပေါ့အဲပြောကြမှာပဲပေါ့နော်တွေးချိုဆိုတာကြတော့ကျမတွေးချိုတင်မဟုတ်ကျမအကုန်လုံးဘယ်သူ့ပေါ်မဆိုအဲ့လိုပဲပြောပြောနေတတ်တယ်အားလုံးလည်းသိကြတယ်သိရမလားစင်ရချမ်းသာရုပ်လက်မရွေ့ဒါပေမဲ့ကျမမှာတခုတော့ရှိတယ်ကျမမကြိုက်ဘူး character မကြိုက်ဘူးဒါတွေပါတော့အဲ့လူတယောက်ရဲ့ attitude မကြိုက်ဆိုချမ်းသာဘလောက်ချမ်းသာချမ်းသာဘလောက်နဲ့မဲ့ကြည့်ကြည့်ကယူကိုမဆိုင်ဘူးလက်ကိုမကြည့်ရအလုံးဝအမနာကျမမှာအဲ့ချင်းရှိတယ် ဒါပါပဲဟုတ်ရှိတာပေါ့ရှိတယ်ဆိုတာကိုကတခါတလေအစ်စ်မှန်ပေးတယ်ဒါပေမဲ့ကြဲကြတဲ့စကားတွေမကောင်းတာမျိုးကိုကိုမနာလိုတာမျိုးကိုကိုရှေ့တမျိုးနောက်တမျိုးလောက်တာမျိုးတွေကြုံရတဲ့အခါမျိုးကြရင်တော့အဲ့လိုမျိုးပေါ့သူ့လိုမျိုးပေါ့အဲ့လိုမျိုးကြရင်တော့ကျွန်မကလုံးဝအားမနာဘူးလုံးဝလည်း လှဲ့လည်းမကြည့်ကတော့ဟိုလူတယောက်နဲ့တယောက်နဲ့တွေ့ချပြီးစုံရပြီဆိုရင်ဘာဖြစ်အနည်းဆုံးကတော့ပြုံးပြရလေအဲ့လိုတစ်ခါလေးကြာရင်လည်းကိုကသူများအဆမပြုံးပြရင်တော့ကိုရီးယားကျတော့အရင်ဆပြီးတော့ပြုံးပြရတာပေါ့နော်အဲ့လိုမျိုးလေးရှိရခါကျတော့ဘာပဲဖြစ်ဖြစ်ဒါကတော့ပြောမလို့ဆိုကောင်းပါတွေ့ကြူဆိုတာကျတော့လေတချို့ကျတော့လိုအပ်မှတချို့ကျတော့တွေ့မှကျမအဲ့လိုမဟုတ်ရှင်ကျမကျတော့လိုအပ်တာမှန်တယ်မြဖုန်းနံပါတ်မေးတာအဆဥပမာကျွန်တော်ခင်ကြရတယ်ဆိုတာကျွန်တော်ဒီအာအာမအာအာကျွန်တော်လူတိုင်းအပေါ်မှာ respect ထားတယ် celebrity မှမဟုတ်ဘူး ိလားဟိုဟိုအမျိုးမျိုးပဲလူတိုင်းကျွန်တော်မေးသမျှကိုကျွန်တော်အားရအားသလိုပြန်ဖြေပေးတယ်ကျွန်တော်ပြန်ပြီး reply လုပ်တယ်အဲ့အဲ့ဒီအရာတွေကြောင့်မို့ကျွန်တော်ခင်ရတယ်ဘာလို့အဲ့လိုပြောလဲဆိုတာကျတော့အပေါ်ရန်ကြည့်ပြီးပဲဆုံးဖြတ်ကြတယ်လို့ပဲထင်ပါတယ်အဲ့ဒါစိတ်ဆိုးလို့မှလည်းမရလीနော်အဲလူတယောက်ရဲ့အကျင့်ဆိုတာလည်းအများကြီးနှစ်အကြာကြီးဖုံးကွယ်ထားလို့မရဘူးမဟုတ်ရင်ဆွေကိုပြောကြမှာပေါ့သဘောတရားတစ်ခုကဆယ်လီချိုးတယ်ဥပမာ celebrity တွေပြောမှာပေါ့ဟဲ့သိရမလားငါတို့ဘယ်လိုလောက်တာဘယ်လိုကျမ ကိုဘက်ကပဲအများဆုံးကူညီတောင်းတယ်ဘာမဆိုလှုပ်ပေးတာများတယ်အဲပြီးတော့နောက်တစ်ခုကအတိမိတ်ဆွေပေါများတာမိတ်ဆွေပေါများတာဟုတ်ကဲ့ငါတခါတလေဆိုရင်လေပြောပြအောင်မယ်ငါလေး ိုဟိုဟာ food delivery တို့ဟိုဘာမန္တလေး directory တို့ငါတော့စသည်တယ်ငါဟိုမြထင်နေကြလားမသိဘူးတကူးကူးလို့လို့ရှင်ငါ့ကိုပဲမေးတယ်ဆိုပြီးတော့မန္တလေးလမ်းညွန်မန္တလေးလမ်းညွန်လို့ပဲလို့ဒါဘာလို့လဲဆိုကွက်ဖြေပေးတာကိုကိုအစီမှာအကုန်လုံးတိတိမျှအကုန်ဖြေပေးတယ်မြုံတို့လည်းမေးကြည့်ဟုတ်တယ်ဟုတ်တယ်